တပ်ပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေးမယ်ဖိုးဝါလေးလာပါပြီအားလုံးပဲမင်္ဂလာပါဖိုးဝါရုပ် channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်မိုဘိုင်းလီဂျန်နာရူတိုအီဗန်မှာဒေါ်လာတွေစိန်တွေနာရူတိုစကင်တွေလိုက်ဖုန်းစကင်တွေနဲ့ iPad Pro, AirPods Max, Random Apps စကင်ထုတ်ထုတ်တွေကို free ရယူနိုင်မဲ့မိုဘိုင်းလီဂျန်ကတရားဝင်ကျင်းပပေးထားတဲ့ event ကြီးလေးကိုအကြောင်းကိုတခုချင်းစီသေးသေးချာချာရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။ ပထမအဦးဆုံး event ကတော့ B Ninja B Legend လို့ခေါ်ပါတယ်။အဲဒီ event ကိုတော့9လပိုင်း2ရက်နေ့ကနေ6လပိုင်း15ရက်နေ့ထိကျင်းပပြုလုပ်ပေးထားပါတယ်။အဲဒီ event မှာ Naruto skin တွေပါဝင်စိန် iPhone 60 Pro Collector K Retro Light Phone Series skin ထုတ်နဲ့အခြားဆုလက်ဆောင်များစွာကိုရရှိနိုင်မှာဖြစ်ပြီးအဲဒီ event မှာပါဝင်နိုင်ဖို့အတွက်ကတော့ scroll စာလိုက်တွေကိုစုဆောင်းရမှာဖြစ်ပါတယ်။ scroll စာလိုက်တွေကိုစုဆောင်းရမယ့်နည်းလမ်းကတော့ Facebook, Twitter, WhatsApp, Telegram ၊ကြိုင်းနေတဲ့ရာ social platform တွေကို၅ချိန် share ပြီး scroll တွေကိုစုဆောင်းရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့တငယ်ချင်းတွေစီကနေလိုအပ်တဲ့ scroll တွေကိုတောင်းလို့လည်းရသလိုကိုယ့်ရဲ့စီကနေလည်းပြန်ပြီးတော့ပို့ပေးလို့ရပါတယ်။အဲဒီ event ရဲ့ link ကို event ကောင်းစဉ်ဖြစ်တဲ့ B Ninja B Legend နဲ့အခု video ရဲ့ description မှာ link ချပေးထားလိုက်ပါမယ်။အဲ့ဒီ link ကနေဝင်ပြီးတော့တငယ်ချင်းတို့ကန်ဆယ်လို့ရပြီပဲဖြစ်ပါတယ်။ကဲဒါဆိုရင်တော့ဒုတိယ event ကိုပြောလိုက်ရအောင်။ ဒုတိယ event ကြီးတစ်ခုကတော့ Asrang Mission လို့ခေါ်ပါတယ်။အဲဒီ event မှာကတော့ iPad Pro, Apple Max အရေတွက်ကတ်သတ်ထားတဲ့အထူးသီးသန့်ရုပ်ပြောင်း၊ Naruto ရုပ်ထုငယ်နဲ့အခြားစုလက်ဆောင်များကိုရရှိနိုင်မှာဖြစ်ပြီးဒုတိယ event ကြီးကို ပါဝင်နိုင်ဖို့ကတော့ပထမ event လိုပဲ WhatsApp, Facebook အစားရှိတဲ့ social platform တွေကို share ရမှာဖြစ်ပြီးတစ်ခါ share ရင် point 10ရရှိမှာပဲဖြစ်ပါတယ်။အဲ့ဒီ point တွေကိုစုစုပေါင်း point 50အထိရရှိနိုင်မှာပဲဖြစ်ပါတယ်။နောက်ထပ်တနည်းကတော့ content creator တွေက နောက်တော့ event နဲ့ပတ်သက်တဲ့ video တွေကိုမိမိကိုယ်တိုင်ဖန်တီးပြီး channel ရဲ့ description မှာ mlpbxnaruto ဆိုတဲ့ hashtag လေးကိုထည့်ပေးရမှာဖြစ်ပြီးတော့မိမိချိန်နေတဲ့ရာ YouTube, Facebook, Instagram, TikTok အစရှိတဲ့ချိန်နေတဲ့ရာ social platform တွေကိုတင်ပေးလိုက်တာနဲ့တခါတင်ရင်ပွင့်90ရရှိမှာဖြစ်ပြီးတော့စုစုပေါင်း3ချိန်150အထိရရှိနိုင်ပါတယ်။ Daily login အနေနဲ့လည်းတစ်နေ့ကို0.10ရရှိနိုင်မှာဖြစ်ပြီး9ရက် login ဝင်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီ event ရဲ့ link ကိုလည်းကျွန်တော် video ရဲ့ description ဒါမှမဟုတ်ရင် pin comment မှာ link ချပေးထားလိုက်ပါမယ်တတိယမြောက် event ကြီးကတော့ Play MLBB Win Cash and Diamond ဆိုတဲ့ event ကြီးပဲဖြစ်ပါတယ်။အဲ့ဒီ event ကြီးမှာကတော့ Naruto Blind Box Fragment တကက်ကနေကတ်60အထိကန်ထူးနိုင်ပါတယ်။ Naruto Blind Box တွေက Naruto Blind Box Fragment 100ပြည့်မှအထောက်ယူလို့ရရှိမှာဖြစ်ပြီးတော့ Blind Box မှာထောက်ယူလို့ရမယ့်စုတွေကတော့ Random Light Point Skin CD ထုတ်နေ ဒိုင်းမွန်9တောင်မြန်မာငွေ2000ကနေမြန်မာငွေ2သိန်းကျပ်အထိရရှိနိုင်မှာဖြစ်ပြီးကံကောင်းရင်အများဆုံး9ကျင်းအထိရရှိနိုင်မှာဖြစ်ပါတယ်မိတ်ဆွေတို့ရရှိထားတဲ့စူးလက်ဆောင်စီးရင်တွေကို reward record မှာကြီးစုနိုင်မှာဖြစ်ပြီးတော့အကယ်၍မိတ်ဆွေတို့ကစိန်တွေကတ်ထူးခဲ့မယ်ဆိုရင်တော့ event ပြီးဆုံးပြီး၃ပတ်အတွင်းမှာမိတ်ဆွေတို့ရဲ့အကောင့်ထဲကိုပို့ပေးမှာဖြစ်ပါတယ် ငွေသားခံထုတ်ခဲ့မယ်ဆိုရင်တော့ bank account information ကိုလွှဲပေးရမှာဖြစ်ပြီး mobile legend ကနေ even ပြီးဆုံးကနေ့အချိန်မှာဖုန်းခေါ်သွားမှာဖြစ်ပြီးဖုန်းခေါ်တဲ့အခါမှာဖုန်းကင်ဖို့လိုအပ်ပါတယ်ငွေသားကထူးရှင်လေးက21ရက်အတွင်းမှာမိုဘိုင်းလေးကျန်ကိုပြန်လည်ဆက်သွယ်ပေးရမှာပဲဖြစ်ပါတယ်။အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ငွေသားရရှိမှာမဟုတ်ပါဘူး။တကယ်၍ငွေသားစုရရှိတဲ့သူကအခက်အခဲတစုံတရာရှိခဲ့မယ်ဆိုရင်ငွေသားနဲ့တန်ဖိုးညီမျှတဲ့ဒိုင်းမွန်းကိုအစားပေးသွားမှာဖြစ်ပါတယ်။ အဲ့ဒီ event ရဲ့ link ကိုလည်းကျွန်တော်ရဲ့ channel description တားမှုရင် pin comment မှာ link ချပေးထားလိုက်ပါမယ်။နံပါတ်၄နေနဲ့သရုပ်ထမြောက် event ကြီးကတော့ကျွန်တော်တို့လို content creator တွေ YouTuber TikToker တွေအတွက်အထူးသီးသန့် event ကြီးပဲဖြစ်ပါတယ်။အဲ့ဒီ event ကြီးကို creation contest လို့ခေါ်ပြီးများပြားလာသောဒေါ်လာတွေစိန်တွေရရှိနိုင်မှာပဲဖြစ်ပါတယ်။အဲ့ဒီ event ကြီးပါ ပါဝင်ဖို့အတွက်ကတော့ MLBB creator ဆိုတဲ့ hashtag ကိုအသုံးပြုရမှာဖြစ်ပြီးဗီဒီယိုများဖန်တီးက YouTube, Facebook, Instagram, TikTok နဲ့ platform တွေဖြစ်တဲ့ VK ဆိုတဲ့စုစုပေါင်း platform လေးခုကို တင်ပြီးတော့ spin လုပ်ရမှာပဲဖြစ်ပါတယ်။အဲဒါဆိုရင်တော့မိတ်ဆွေတို့တင်တဲ့ဗီဒီယိုရဲ့ view ပေါ်မှာမူတည်ပြီးတော့စိတ်နေဒေါ်လာတွေစုလက်ဆောင်ရရှိနိုင်မှာပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါအခုပြောပြပေးသွားခဲ့တာကတော့ Mobile Legends ကနေတရားဝင်ကြေပပေးထားတဲ့ EVG ၄ခုအကြောင်းပဲဖြစ်ပါတယ်။အဲ့ဒီ EVG ၄ခုရဲ့ link တွေကိုတော့ယခု video ရဲ့ description ဒါပေါ့ပေါ့ရေးပင် comment မှာ event ကောင်းစဉ်တွေနဲ့အတူ event link တွေကိုချပေးထားလိုက်မှာပဲဖြစ်ပါတယ်။အားလုံးပဲကံကောင်းကြပါစေလို့ဖိုးဝါကဆုတောင်းပေးလိုက်ပါတယ်။အခု video လေးကို share နေတတ်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ဖိုးဝါရုပ် channel လေးကို subscribe လုပ်ပေးခဲ့ကြပါဦး comment လေးတွေရေးခဲ့ကြပါလက်မလေးတွေနှိပ်ခဲ့ကြပါဘေးနားက notification bell ကိုလည်း ဖွင့်ပေးခဲ့ကြပြီးတော့ဗီဒီယိုအသစ်တင်တိုင်း live လွှင့်တိုင်းမှာအားပေးကြပါဦးဖိုးဝါရုပ် channel လေးကနေနှုတ်ဆက်လိုက်ပါတယ်အလုံးမဲ့တာယာချမ်းမြေသောနေလေးတစ်နေ့ပိုင်ဆိုင်ကြပါစီခင်ဗျာ